မင်္ဂလာပါရှင်ရန်ကုန်ခေတ်တဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် ရခိုင်ပြည်နယ်ကမအီတရားနဲ့ကြောက်ကြီးပေါက်တရားကိုစစ်တကမိုင်းခွဲဖျက်ဆီးခဲ့မှုကိုစစ်တုံးပန်းစစ်စဲအရာခံမှုမျိုးခန့်ကဝန်ခံပါတယ်နတ်မော်တန်3000စစ်စကန်ကိုစစ်ကောင်စီတပ်တွေစွန့်ခွာသွားပြီးရက်ပိုင်းအတွင်းမှာပဲဖားကံမှာစစ်စကန်၄ခုတင်ဆက်ရရှိကစစ်သား100နီးပါးတိတ်တော်ရဲ့တရင်ပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ရ မဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ဘောက်ကတော့ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်မေအီမြို့နီးမေအီတရားနယ်ကြောက်ကြီးပေါတရားတို့ကိုစစ်ကောင်စီတပ်တွေကမိုင်းဆွဲဖျက်ဆီးခဲ့တယ်လို့စစ်တောင်ပန်းဖေးဖန်စီခံရသူစစ်တပ်ဆေးရကံဘုံမျိုးခန့်ကဝန်ခံထွက်ဆိုထားပါတယ်။အေကမနေ့ညနေပိုင်းအချိန်မှာထုတ်ပြန်တဲ့ဗီဒီယိုဖိုင်မှာသူကအထက်ပါတိုင်းဝန်ခံလိုက်တာလည်းဖြစ်ပါတယ်။ဖေဖော်ဝါရီလ15ရက်နေ့မှာမအီမြို့တက်စကန်ကနေစွန့်ခွာဖို့အတွက်အမိန့်ရရှိပြီးတဲ့နောက်မှာ အထောက်ပိုးပြင်ဆင်ကဖေဖော်ဝါရီလ16ရက်နေ့ကမီအီမြို့ကနေစတင်ထွက်ခွာခဲ့တာလည်းဖြစ်ပါတယ်။မီအီမြို့အထွက်မှာ ခိတရနာပြီးမအီတရာကိုဖောက်ခွဲလိုက်တာလည်းဖြစ်ပါတယ်။အဲဒီနောက်ဆက်လက်ထွက်ခွာလာပြီးကြောက်ကြီးပေါ်တရာကိုလည်းအလားတူဖောက်ခွဲဖျက်ဆီးခဲ့တာဖြစ်တယ်လို့လဲခလာရ36တရင်ကဆေးတက်အရာကံမှုမျိုးခန့်ကဝန်ခံပြောကြပါတယ်။မအီမျိုးကလည်းတက်ဆုတ်ခွာမှုကိုခလာရ36တရင်ကတရင်မှုဒုတိယဘုံမူကြီးတက်နိုင်ဝင်းကဥဆောင်ကဆုတ်ခွာခဲ့တာဖြစ်ပြီး ကြောက်ကြီးပေါတရားကိုမိုင်းခွဲဖြက်စီးပြီးတဲ့နောက်မှာတင်မောရှိရာကိုခြစ်တက်ကကြောက်ဖြူကိုဆက်လက်ခြစ်တက်ခဲ့တာလည်းဖြစ်ပါတယ်။ကြောက်ဖြူကို ရောက်ရှိစဉ်မှာတရင်မှုဒုတိယဘုံမူကြီးတနိုင်ဝင်ဒုတရင်မှုဘုံမူတူနဲ့အရာရှိတို့ကိုစစ်ပြူဟာတုံဘုံမူကြီးဝနအောင်က အမိတ်မနာခံမှုနဲ့ဖမ်းဆီးခဲ့လို့လဲဆေးရာခံမှုမျိုးခံကဝန်ခံထွက်ဆိုထားပါတယ်။အဲဒီနောက်ဒုတိယဘုံမူကြီးတနိုင်ဝင်ကိုသာဆက်လက်ဖမ်းဆီးခဲ့ပြီး ကျန်ရှိတဲ့ဒုတရင်မှုအပါဝင်တပ်သားတွေကိုရန်ပြဲမြို့ကိုရဟရင်နဲ့ပို့ဆောင်လိုက်တယ်လို့လည်းသိရှိရပါဗျ။အဲဒီလိုရန်ပြဲကိုရောက်ပြီးဖေဖော်ဝါရီလ24ရက်နေ့မနက်3နိုင်ခွဲနဲ့9နိုင်ခွဲအချိန်မှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီးလူစုတွေကွဲကရခိုင်တတော်စီမှာ အဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့လည်းခလာရ36တရင်ကစေးတက်အရာခံဘုံမျိုးခံကပြပြပါရရှင်။ မန္တလေးတိုင်းရသတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။မန္တလေးတိုင်းတောင်ပါမြို့နယ်ဆယ်ကလေးကျေးရွာတွင်ကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်တပ်သားတွေကိုဒရုန်းနဲ့ဘုံကျဲတက်ခတ်ခဲ့ရမှာစစ်တပ်ကခုနှစ်ဦးသေသွားတယ်လို့မြင်းကြံ District Drone Strike တင်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပြပါရယ်။မလ12ရက်နေ့မှာတောင်တာမြို့နယ်ဆယ်ကလေးကျေးရွာတွင်ကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကြောင်းကိုတော်လန်တပ်ဖွဲ့တွေက drone နဲ့ဘုံသီးတွေဘုံကျဲချတိုက်ခတ်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်သား9ဦးသေသွားကအများပြားလဲထိခိုက်ဒဏ်ရာရှိခဲ့လို့သိရှိရပါတယ်ဒီတိုက်ခိုက်မှုကိုမြင်းကြံ district drone strike team ရှာထူဘောနှိပညာတပ်ဖွဲ့ team တို့မြင်းကြံခရိုင်တရင်အမှတ်၈မလန်မြို့နယ်ပကဖနဲ့ MHLG ဝင်းတို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်ရှင် ရှမ်းပြည်နယ်တိုင်းတစ်ပုတ်ကိုတင်ဆက်ပေးကြပါမယ်။ရှမ်းပြည်မြောက်ပိုင်းတအောင်းဒေသကုတ်ခိုင်မြို့ရက်ကွက်ငါမှာ PSL PNL ယူနီဖောင်းနဲ့စင်တူတဲ့ပျောက်ကြားဘောင်းမီဝတ်စုံကိုဝတ်ဆင်ကမွေးရစေဝါရောင်းချသူ၅ဦးကိုဖမ်းဆီးခဲ့လို့ PSL PNL ကသတင်းထုတ်ပြန်ထားပါဗျ။မလာဆဲနေမှာကချင်းလူမျိုးဖြစ်သူ မာနော်အသက်24နှစ်ဟာတောင်းတက်မတော်ယူနီဖောင်းနဲ့ဆင်တူတယ်။ပျောက်ကြားဘောင်းမီဝတ်စုံကိုဝတ်စင်ကမွေးစေဝါတွေကိုရောင်းချနေတယ်လို့ TNL ကသတင်းထုတ်ပြန်ထားပါဗျ။မွေးစေဝါနဲ့အတူမွေးစေဝါအသုံးဆောင်ပစ္စည်းတွေလက်လက်ပစ္စည်းအချို့နဲ့တူဖန်ဆီးရမိခဲ့တာဖြစ်ပြီး ။သူနဲ့အတူရောင်းဝယ်သူလေးဦးကိုလည်းဖမ်းဆီးရရှိခဲ့တယ်လို့ PSL DNL ရဲ့ထုတ်ပြန်ချက်ထဲမှာပါရှိပါတယ်။ဖမ်းဆီးခံရသူတွေကို PSL DNL အုပ်ချုပ်ရေးဌာနကထိန်းသိမ်းထားပြီး PSL DNL မွေးစေးဝါတိုက်ဖြတ်ရေးဥပဒေနဲ့အရေးယူဆောင်ရွက်သွားမယ်လို့လည်းသိရှိရပါတယ်။အကြက်ဖက်စစ်တပ်လက်ထက်မှာကိုခိုင်မြို့တွင်းမှာပေါ်ပေါ်တင်တင်မွေးစေးဝါရောင်းဝယ်မှုနဲ့လောင်းကစားယုံတွေပေါများလာမှုကြောင့် ခိုးဆိုလူရဲမှုတွေလည်းမကြာခဏဖြစ်ပွားခဲ့လို့သိရှိရပါတယ်။ပလောင်ပြင်းနဲ့လူမျိုးရဲတအူ PSL တရက်နယ်လေးကကုတ်ခိုင်မြို့ကိုတိုက်ခတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးရဲ့နောက်မှာမွေးစေဝါနဲ့လောင်ကစားယုံတွေကိုဖမ်းဆီးအရေးယူရေးဆက်လက်လှုပ်ဆောင်နေရလို့လည်း PSL တရက်နယ်လေးရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်ရှင်။ ကချင်ပြည်နယ်တရင်တပုတ်ကိုတင်ဆက်ပေးကြပါမယ်။ကချင်ပြည်နယ်ဖားကံမြို့နယ်နတ်မော်တန်3တောင်စစ်ကောင်စီတပ်စခန်ကိုစစ်သားတွေစုကွာထွက်ပြေးသွားတဲ့အတွက် KIA တပ်တွေကနေမြေရှင်းလင်းပြီးသိမ်းပိုက်လိုက်တယ်လို့သိရပါဗျ။မနေ့ကမနေ့ပိုင်းအချိန်မှာ နတ်မော်တန်3000စစ်ကန်းကိုစစ်သားတွေကစုတ်ခွာသွားတာလည်းဖြစ်ပါတယ်။အဲဒီစစ်သားတွေဟာလှမောင်ကုန်းနဲ့ဆိုင်းတောင်စကန်းကုန်းဘက်ကိုစုတ်ခွာသွားကြတာလည်းဖြစ်ပါတယ်။စကန်းကိုရှင်းလင်းစင်မှာလက်လက်ကြီးကြီးခရမ်းတွေကိုတိမ့်ဆက်ရရှိခဲ့လို့လည်းသိရှိရပါတယ်။လက်ရှိမှာ KIA ကတာမန်ရဲစကန်၊တာမခန်ခမရ139စကန်ကိုကပိုင်းတောင်စကန်၊တန်3000စကန်တို့ကိုရပိုင်းအတွင်းမှာသိမ်းပိုင်နိုင်ခဲ့ပြီး တိုက်ပွဲတွေအတွက်မှာအကြက်ဖက်စစ်ကောင်စီဘက်ကစစ်ကောင်စီတပ်ဖွဲ့ဝင်100နီးပါးသေသွားတယ်လို့လည်းသိရှိရပါတယ်။စစ်ကောင်စီတပ်စခန်း၄ခုကိုသိမ်းပိုက်ပြီးတဲ့နောက်မှာဖားခံဝေခါဖားခံတာမခံလမ်းတို့ကို KIA ကအပြည့်အဝထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့လည်း KIA သတင်းရင်းမြစ်ကရှင်းပြပါတယ်ရှင်။ ဒီတစ်ခါမှာတော့ပြည်ရင်းရွှေစျေးကမှာဇင်းနော်အလှုပ်ရမ်းများနေပြီးအခောက်ရွှေတစ်ကြက်သားကို50တသိန်း2000ခွဲအထိစံချိန်တင်ထပ်မံမြင့်တက်လာခဲ့တယ်လို့ရန်ကုန်တိုင်းကရွှေကုန်တဲ့တူအားပြပြပါရတယ်။အမေရိကန်ဒေါ်လာဈေးကလည်းမြင့်တက်နေသလိုရွှေဈေးကလည်းလိုက်ပါမြင့်တက်နေပြီးရွှေရောင်းဝယ်ဖြစ်နေတာကြောင့်ရွှေဈေးတက်နေတာဖြစ်တယ်လို့လည်းရန်ကုန်ကရွှေကုန်တဲ့တူအားရှင်းပြပါရတယ်။ဒါ့အပြင်နိုင်ငံရေးမကောင်းတာကြောင့်လည်း လူတွေဟာရွှေကိုပိုဝယ်နေကြရလို့လဲဆိုပါတယ်။လက်ရှိငွေလဲဈေးကွက်အတွင်းမှာ American Dollar ကို3665ကျပ်ဝန်းကျင်ထိဈေးနှဲငယ်တက်လာပြီး Thai Baht ငွေနဲ့မြန်မာကျပ်ငွေလဲလှယ်နှုန်းထားမှာလဲမြန်မာကျပ်ငွေတန်ဖိုးဟာထိုးကျနေရလို့လဲသိရှိရပါတယ်။လက်ရှိမြန်မာကျပ်ငွေတသိန်းကို Thai Baht 980ဝန်းကျင်ခန့်သာရရှိတော်တယ်လို့လဲ Thai မြန်မာငွေလဲအေဂျင့်တဦးကပြပြပါရရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ဘောက်ကတော့ ရန်ကုန်တိုင်းလမ်းတရာမြို့နယ်နှစ်ရွက်ွယ်မဟာဗန္ဓုလာလမ်းတစ်လျှောက်မှာရှိတဲ့ဆိုင်ကန်းတွေကိုစီပင်နဲ့အောက်ချုပ်ရေးမှုအဖွဲ့ကအတင်းအဓမ္မဖြစ်စီပြီးနောက်လိုက်လူမိုက်တွေကဒုတ်တွေကင်ဆောင်ကကင်းလည်နေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရယ်မလ12ရက်နေ့မှာလမ်းတရာမြို့နယ်နှစ်ရွက်ွယ်မဟာဗန္ဓုလာလမ်းတစ်လျှောက်မှာရှိတဲ့ဆိုင်ကန်းတွေကိုမြောင်းဖုံးကိုကျော်ရလို့ဆိုပြီးမြို့နယ်စီပင်နဲ့နှစ်ရွက်ွယ်အောက်ချုပ်ရေးမှုအဖွဲ့ကဖြတ်ခိုင်းနေတာလည်းဖြစ်ပါရယ် ဒီလိုဖြတ်ခတ်ရမှာမြို့နယ်စီပင်ကလူမိုက်တွေကိုခေါ်ဆောင်လာပြီးစံကန်းတွေကိုအတင်းအဓမ္မလာရောက်ဖျက်ဆီးခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်လူကြီးလမ်းကြောင်းရှိရလို့ဆိုပြီးနှစ်ရက်ကွယ်တွင်ငါးထိပ်ဈေးကိုလည်းစီပင်နဲ့အုပ်ချုပ်ရေးမှုကပိတ်သိမ်းခိုင်းတာလို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျမများပါ။